စကိုင်းတိုင်းဝက်လက်နဲ့ရွှေဘူမြို့နယ်တွေမှာစစ်ကွန်မရှင်တပ်ရဲ့စစ်ကြောင်းထူမိရှုမှုတွေကြောင့်ဒေသခံတွေဟာအသက်ဘေးအတွက်သောတာရီထဲကိုထွက်ပြေးသိမ်းရှောင်နေကြရပါတယ်။နိုဝင်ဘာလဆန်ကစပြီးစစ်ကွန်မရှင်တပ်ဟာစစ်ကြောင်းလေးကြောင်းခွဲပြီးဝက်လက်နဲ့ရွှေဘူမြို့နယ်ထဲကရွာတွေကိုဝင်ရောက်မိရှုနေတာဖြစ်ပါတယ်။ဒီစစ်ကြောင်းရီကြောင့်အ ਨੇ စုံရွာရှိရွာဝန်းကျင်မိရှုဖြစ်စီခံထားရတယ်လို့ဒီသခံရီနဲ့တော်လရင်တပ်ဖွဲ့တွေကပြောပါတယ် နိုဝင်ဘာလ၄ရက်နေ့မှာတော့ဝက်လက်မြို့နယ်လထွေရွာကပြည်သူအမျိုးသားတယောက်ဟာစစ်ကောင်မရှင်ရဲ့ရန်တမ်းပစ်ခတ်မှုကြောင့်တိစုပ်ခဲ့ပြီး၂ရောက်ဒဏ်ရာရရှိခဲ့ပါတယ်။နိုဝင်ဘာလ3ရက်နေ့မှာလေမောက်ကတိရွာကိုဝင်ရောက်တဲ့စစ်ကြောင်းကတော့ဒီသားခန်40လောက်ကိုဖမ်းဆီးခဲ့ပြီးတချို့တက်ကြီးပိုင်းတွေကိုသာပြန်လွတ်ပေးခဲ့တယ်လို့မြင်ပြင်သတင်းမြစ်တွေကပြောပါရတယ်။ ဝဲလင်းနဲ့အနောက်ချန်ကစစ်ကြောင်းဟာတမကုံရွာတော်ကုံတထာဦးထုံးပိုစားတဲ့ရွာတွေကိုမီရှို့ခဲ့ပြီးရွှေဘူမြို့နယ်ဘက်မှလည်းဇီတော်တကနန်ဘုံဖို့စိုင်းနိုင်ကြီးစိုင်းနိုင်လေးစားတဲ့ရွာတွေမီရှို့ခံခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်စစ်ကြောင်းထုံးမှုတွေမီရှို့မှုတွေကြောင့်ဝဲလင်းမြို့နယ်အနောက်ချန်နဲ့ရွှေဘူမန္တလေးလမ်းမပေါ်ကရွာတွေကဒေသခံရပောင်းများစွာဟာနေရွှတ်ခွာပြီးဘေးလွယာကိုထွက်ပြေးတိမ်းရှောင်နေကြရပါတယ်